အားလုံးမင်္ဂလာပါဗျာကျွန်တော်ကတော့ The Brighton Aesthetic and Men Wellness Clinic မှာအမျိုးလိုက်ကျန်းမာရေးဆရာဝန်ဒေါက်တာကောင်းလိုင်ဝင်ပဲဖြစ်ပါတယ်ခင်ဗျာအခုဒီဗီဒီယိုလေးထဲမှာတော့ကျွန်တော်ဒီဟိုလိန်ကအရေးပြားအရေးပြားဖြတ်ခြင်းပေါ့နော် Second Generation ရဲ့ဟိုအမျိုးအစားတွေအကြောင်းကိုအားလုံးကိုရှင်းပြသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံး Second Generation အမျိုးအစားဖြစ်တဲ့ဒီ Manual Second Generation ပေါ့ Traditional Second Generation ပေါ့နော် အဲ့ဒါကတော့ခေဆက်ဆက်ဝိုးရင်တွေအသုံးပြုလာလာဖြစ်တဲ့အတွက်ရိုးရိုးကက်ကြီးဓာတ်အသုံးပြုပြီးတော့အင်းကအေးပြားကိုဖျက်ချင်းမဲ့ဖြစ်ပါလိမ့်မယ်။ဒီလိုရေပြားဖျက်ချင်းရဲ့ဆိုးကျိုးတွေကတော့သွေးထွက်များခြင်း၊ခွဲစိတ်ရင်ကြာမြင့်ခြင်းနဲ့နောက်ပြီးတော့ဒီလင်းကအေးပြားမှာအမာရွတ်တွေများတာနောက်ပြီးတော့သွေးကြောတစ်ချောင်းချင်းစီကိုကျုံကျိုးဝင်နေလိုက်ချီရတယ်၊ချုပ်ကားတာတွေများတဲ့အတွက်ခွဲပြီးနောက်ပိုင်းမှာဒီနာကျင်မှုတွေပိုများတာအဲ့လိုဝေးထွက်ဆိုးကျိုးတွေရှိပါတယ်ခင်ဗျာ။ ဒုတိယအမျိုးအစားကတော့အခုနောက်ပိုင်းမှာအလုပ်များလာတဲ့ step plus second generation ပေါ့နော် step plus second generation တော့ကျွန်တော်ခုန manual အော် tradition နဲ့ second generation နဲ့စာရအများကြီးပို့ပြီးတော့ prefer ဖြစ်ပါလိမ့်မယ် step plus second generation ရဲ့ဒီကောင်းမျိုးတွေကတော့ဒီခွဲစိတ်ချင်အရန်တူတောင်းနေနောက်ပြီးတော့ step plus second generation မှာ rubber band တချို့ set လိုက်မှာပေါ့နော် rubber band လေးပါတဲ့အတွက်ချုပ်ကျိုးတစ်ချောင်းချင်းထပ်ချုပ်စရာမလိုဘဲနဲ့ rubber band နဲ့ပဲအမြန်ချုပ်ထားလို့ရတဲ့အတွက် ခွဲစိတ်မှုအမြန်ပြီးမြောက်တယ်နောက်ပြီးတော့ချုပ်ချိုးဖြစ်ကြမလို့ဘူးအဲ့လိုကောင်းကျိုးတွေလည်းရှိပါတယ်ခင်ဗျဒါပေမဲ့သူ့ရဲ့ဆိုးကျိုးတွေရတော့ပေါ့နော်ခုန rubber band ကဒီရိုးရိုးလက်နဲ့ချုပ်တာတော့ခိုင်မြဲမှုမရှိတဲ့အတွက်အင်္ဂါထောင်မှတ်လာတဲ့အချိန်မှာရေပြားတင်းလာတဲ့အချိန်မှာအနာချုပ်ကျိုးဟတာတို့နောက်ပြီးတော့ပေါ့နော်ဟိုအဲ့လိုဖြစ်တဲ့အတွက်ကျွန်တော်ကဒီဟို rubber band အပြင်ချုပ်ကျိုးတွေပါထပ်လိုက်ရတာလို့အဲ့လိုဘေးထွက်ဆိုးကျိုးတွေလည်းရှိပါတယ်ခင်ဗျနောက်ပြီးတော့ဒီ stepler ဟာဆိုလို့ရှိရင်အရေပြားဖြတ်တဲ့နေရာမှာပေါ့နော်ဒီအရေပြားကို တင်းပြီးတူသွားတာဖြစ်စေတဲ့အတွက်ထောင်လဲချိန်မှာပေါ့အပြည့်ကထောင်မှချင်းမရှိတာနောက်ပြီးတော့ဟိုအင်္ဂါထောင်မှလာတဲ့အချိန်မှာအရေပြားတင်းပြီးတူနေတာအဲ့လိုပြဿနာလေးလည်းတချို့မှရှိတတ်ကြပါတယ်ခင်ဗျာနောက်ဆုံးတစ်ခုအနေနဲ့ကတော့ဒီ laser circulation ပေါ့နော် laser circulation ကတော့ခုနပြောတဲ့ circulation တိုက်တွေအားလုံးနဲ့မှကျွန်တော် prefer ဖြစ်ဆုံးအကြိုက်ဆုံး method တခုပဲဖြစ်ပါလေ laser second ရှိမှဆိုလို့ရှိရင်ဒီသွေးတိတ်ဆက်တို့ဒီ laser electrodermal blade တို့အဲ့ဒါတွေပါတဲ့အတွက်ပေါ့နော်ဒီဟိုအရင်တန်းဖြတ်တဲ့နေရာမှာအနာဟို အ ਨੇ ဆုံးနဲ့အမာရုပ်အ ਨੇ ဆုံးအညီညာဆုံးဖြတ်နိုင်မှာဖြစ်ပြီးတော့ဒီသွေးထွက်လွန်လာတွေသွေးထွက်များလာတွေလည်းလုံးဝမဖြစ်ဘူးနောက်နေ့ခွဲပြီးနောက်နေ့မှလည်းသွေးထွက်တာသွေးကြီးဥတာရောင်နိုင်ရန်နိုင်လည်းအရန်နေပြီးတော့သက်ဆောင်သက်သာနဲ့ဖြတ်နိုင်မှာဖြစ်တဲ့အတွက်ဒီလေသာရေသာဖြတ်ချင်းတော့ကျွန်တော်အကြိုက်ဆုံးမတ်တပ်တစ်ခုပဲဖြစ်ပါတယ်ခင်ဗျာအခုဆိုရင်ပေါ့နော်ဒီအရေးပြဖြတ်ချင်းအမျိုးအစားတွေကိုပြောပြပြီးတော့နောက်အရေးပြဖြတ်ချင်းကိုဘယ်အသက်အရွယ်မှာလှုပ်ဆောင်သင့်လဲဆိုတာလေးကိုလည်းရှင်းပြသွားမှာဖြစ်ပါတယ်ခင်ဗျာဒီအရေးပြဖြတ်ချင်းကိုပေါ့နော်ဟို အရင်ခေတ်ခါတုန်းကတော့ကျွန်တော်တို့ဒီမွေးပြီးခါစမှာဒါမှမဟုတ်မွေးပြီးတစ်နှစ်အတွင်းမှာလုပ်ရင်အကောင်းဆုံးလို့ပြောကြပါတယ်ဒါပေမဲ့ပေါ့နော်အခုနောက်ပိုင်းမှာတော့ဒီခလေးဆရာဝန်တွေမိသေးဆရာဝန်တွေကပေါ့နော်ဒီမွေးပြီးခါစမှာထုံသေးမိသေးမပေးပဲဖြတ်တာကဒီခလေးကမမတ်မိမိမဲ့နာကျင်ခြင်းကိုခံစားရတာဖြစ်တဲ့အတွက်ခလေးရဲ့ညာရင်ထိခိုက်နိုင်တယ်နောက်ပြီးတော့ခလေးရဲ့စိတ်ထဲမှာစိတ်ဓာတ်ရံဆွဲကျန်သွားနိုင်တာဖြစ်တဲ့အတွက်ဒီမွေးပြီးခါစမှာအရင်ပြားဖြတ်ခြင်းကိုလည်းဟိုအရင်ကလိုမလုံဆောင်ကြဖို့အတွက်တိုက်တွန်းထားပါခင်ဗျာအဲ့တော့ဒီရေပြားဖြတ်ဖို့အကောင်းဆုံးအသက်အရွယ်ကတော့ အသက်၈နှစ်ကနေ73နှစ်ကြာပေါ့နော်ဒီလူမျိုးမဖြစ်ခင်အရွယ်မှာခလေးဆိုအနာကျက်လည်းမြန်မယ်နောက်ပြီးတော့ဒီအင်္ဂါထောင်မှတ်မှုမှာလည်းစိုက်အကြီးအပြောင်းလဲလုံးအများကြီးမရှိတဲ့အတွက်ပေါ့နော်ဒီချုပ်ရိုးဟာတာလေးတင်းတာလေးလည်းမဖြစ်တတ်ဘူးအဲ့လိုမျိုးအကောင်းဆုံးရွယ်ဖြစ်တဲ့အတွက်အဲ့ဒီရွယ်မှာဖြတ်တာတော့အကောင်းဆုံးပါပဲဒါပေမဲ့ပေါ့နော်ဒီလူလိုက်ကအရေးပြားဖြတ်ဖို့အသက်ကြီးဆုံးရွယ်ကဘယ်ရွယ်လဲတချို့မီးတတ်ကြပါတယ်အသက်ကြီးဆုံးရွယ်ဆိုတာတော့မရှိပါဘူးဗျအသက်60 90အထိလည်းဖြတ်လို့ရတယ်လို့ဟိုကို မဖြတ်ရသေးမယ်နဲ့ဖြတ်မယ်လို့စဉ်းစားလိုက်တဲ့အရွယ်မှာအမြန်ဆုံးဖြတ်တာတော့အကောင်းဆုံးပဲလို့ကြံပေးနေပါတယ်ခင်ဗျာအဲအခုဆိုရင်တော့ဘာလို့ဒီရေပြားဖြတ်ဖို့စဉ်းစားနေတဲ့အမျိုးသားတိုင်းအတွက်ဘယ်လိုနည်းတွေကိုအသုံးပြုပြီးရေပြားဖြတ်ရမလဲဘယ်အသက်အရွယ်မှာရေပြားဖြတ်တင်နေအဲ့ဒါလေးကိုဒီဗီဒီယိုလေးကိုကြည့်ခြင်းအားဖြင့်အထိုက်အလျောက်သိရှိနားလည်သွားကြမယ်လို့ထင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်